ကိုဝင်ဆောင်နေမှာ folic acid တိုက်ကြရဲဆိုအားလုံးကြားပြီးသားဖြစ်နေတယ်မှာပေါ့နော်အဲ့တော့အဲ့လိုပဲကျွန်တော်ဒီကိုဝင်ဆောင်နေမှာ folic acid မတောက်လို့ရှိရင်သတိသားမှာဘာကြီးပြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ကိုဝင်ဆောင်နေဘာလို့ folic acid တောက်ဖို့လိုတာလဲအဲ့တော့တနေ့တာရောဘယ်လောက် folic acid ပမာဏတောက်အောင်လဲဆိုတာဒီဒီဗီဒီယိုမှာကျွန်တော်သေစိတ်ရှင်းပြပေးထားပါတယ်ကျွန်တော်ကတော့ AN channel မှာကျမိုက်ဘူးတိုင်းနဲ့တင်ဆက်ပေးတဲ့ဒါပါပြပြဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးစားလိုက်အောင်နော် ်အရင်ဆုံးကျွန်တော်က folate နဲ့ folic acid ကွာခြားချက်ကိုပြောပြပေးကြပါမယ်အဲ့တော့ folate ဆိုတာကတော့ကျွန်တော်ဒီတဘာဝတည်တည်ဝလံရီထဲမှာပါတာ၄နောက်ဥမျိုးမျိုးလို့ပါတော့ဗောနော်ပြောကျွန်တော်အစားအစာရီထဲမှာပါတဲ့ဓာတ်ကိုကျွန်တော် folate လို့ခေါ်တယ် ဲ့ဒီကောင်ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာစုပ်ယူဖို့နည်းနည်းခက်တယ်ပေါ့နော်ဒါပေမဲ့လူဖန်နေပြုတ်ထားတဲ့ကောင်ကျကျွန်တော် folic acid လို့ခေါ်တယ်ပေါ့အဲ့ folic acid ကတော့ကျွန်တော် multivitamin အားစေးမှာတွေ့မယ် folic acid ကိုအားစေးသက်နေတယ်တွေ့နိုင်တယ်ပေါ့နော်နောက်ချက်ကအစားစာပြည့်ပြင်ထားတဲ့နေရာမှာလည်းတွေ့နိုင်တယ်ဒါပေမဲ့အဲ့ဒီ folic acid ကတော့ခန္ဓာကိုယ်ကစုပ်ယူပို့ပြီးတော့လွယ်တယ်ပေါ့ဒါကတော့ folic နဲ့ folic နဲ့ folic acid နဲ့ကွာခြားတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်က folic acid ကိုဘာဖြစ်လို့လိုပါလဲပေါ့နော်အဓိကတော့ folate ဓာတ်ပေါ့ အဓိကသူကကျွန်တော် sell ပွားတဲ့နေရာမှာအဓိကတောင်းထမ်းဆောင်ပေးပါเนาะ sell တွေပွားလာဖို့အတွက်အဓိကတောင်းထမ်းဆောင်ပေးအဓိက sell တွေက own now sell တွေရဲ့သွေး sell တွေနောက်ချက်ကမျိုးပီစားရမှာအဓိကတောင်းထမ်းဆောင်နေ iron တွေညံနေဒီဆောက်တဲ့နေရာမှာသူကအဓိကတောင်းထမ်းဆောင်တယ်ဒါကြောင့်မလို့တကယ်လို့ folic acid တွေခန္ဓာကိုယ်မှာချိုးရလာမယ်ဆိုရင်သွေးရနေတာပဲဖြစ်လာနိုင်တယ် own now ဖွင့်မှုတွေတိတ်မကောင်းလာတာဖြစ်လာနိုင်တယ်နောက်ချက်ကမျိုးပီစားချိုးရင်းကြနေပါလေဖြစ်လာနိုင်တယ်ဗောနော်ဒါကတော့ခန္ဓာကိုယ်မှာလုံးလုံးပုံဖြစ်ပါတယ် အဲကြောင့်ဆက်ပြီးတော့ကျွန်တော်ဒီ folic acid ကဒီသရေသားမှာပေါ့နော်ကိုဝင်ဆောင်တဲ့သရေသားမှာဘယ်လိုမျိုးလုပ်ပေးလဲဆိုတာလည်းကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားပါမယ်အဲ့တော့ဒီ folic acid က ဒီကိုဝင်ဆောင်တွေတွေ့ထားတဲ့တရေသားမှာပေါ့နော်အုံနောက်ရေကြောယုံမှရေဖွံ့ဖြိုးမှုမှာအများကြီးတော့အကူညီပေးတယ်ထောက်ကူပေးတယ်ပေါ့နော်တကယ်လို့ folic acid တာပုံမှန်တောက်မယ် folic acid မချိုးတဲ့ဆိုလို့ရှိရင်အဲ့ဒီ neural tube defects တွေဖြစ်နိုင်ကြီးနေတယ်လို့ပြောကြရပါတော့ဒါတော့ကျွန်တော် neural tube defects ဆိုတာပါလာတဲ့အတွက်ကြောင့်မလို့ဒီ neural tube ဆိုတာကျွန်တော်အရင်ဆုံးရှင်းပြပေးနေပါတယ်ဒီ neural tube ဆိုတာကကျွန်တော်တို့ဒီအာယုံကြောစနစ်ဖွဲ့စည်းဖို့အတွက်ဖြစ်လာတဲ့တရေသားရဲ့ပစ္စည်းလေးတခုပေါ့ပြောရရင်တော့သူကဒီကိုဝင်ရပြီးတော့28ရက်လောက်မှာစပြီးတော့ဘေးဥပုံ ဒီ tissue လုံးလေးကနေစဖြစ်တယ်ပြီးလဲပြီးတော့ tissue လုံးလေးကတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါမှာအဲလုံးလေးကဒီအခောက်ပုံစံလေးဖြစ်လာတယ်တွန်းခေါက်တဲ့ပုံစံဖြစ်လာတဲ့အခါကျတော့ဒီလုံးလေးကနေတွန်းခေါက်တဲ့ပုံစံဖြစ်သွားတဲ့အခါမှာအဲ့ဒီကောင်လည်းပိုက်ပုံစံဖြစ်သွားတယ်ပြုံပုံစံဖြစ်သွားတယ်ပေါ့ဗျာအဲ့ပြုံပုံစံကိုကျွန်တော် neural ကျုလို့ခေါ်တာပါเนาะအဲ့ဒီ neural ကျုလေးကနောက်ဆုံးမှလူမျိုးတွေသူတို့နှစ်ခုနှစ်ဖက်ကိုပါလုံးဝပိတ်သွားတယ်ပိတ်သွားပြီးတဲ့အခါမှာအပေါ်ပိုင်းကကြတော့အုံနောက်တွေဖြစ်မယ်ဥကောင်းကုန်တွေဖြစ်မယ်ပေါ့เนาะဒီအုံနောက်နဲ့ပတ်သက်တဲ့ဟာတွေကုန်ဖြစ်မယ် ောက်ပိုင်းမှာကြတော့ကျွန်တော်တို့ကဘာဖြစ်သမ်းမလဲဆိုတော့ဒီ spine နဲ့ core လို့ခေါ်တယ်ကြောယိုမှာဖြစ်မယ်ပြီးတော့ပိတ်တဲ့နေရာမှာကြတော့ကျွန်တော်တို့ကကြောယိုတိုင်နေပိုင်းဆက်ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ folic acid ကအဓိကတောင်းထမ်းဆောင်ပေးတာကအဲ့ neural tube ပိတ်တဲ့အဲ့အခေါက်လေးပိတ်ခဲ့ဟာမှာအဓိကတောင်းထမ်းဆောင်တာတကယ်လို့ folic acid ချုပ်တဲ့သွားမယ်ဆိုလို့ရှိရင်အဲ့ neural tube ကောင်းကောင်းမပိတ်တော့မပိတ်တော့ဘူးဆိုရင်ဖြစ်လာနိုင်ကြီးအများကြီးရှိတယ်အဲ့ဒါပါလဲဆိုရင် အောက်ဘက်ကမပိတ်ခဲ့ဘူးဆိုလို့ရှိရင်အောက်ဘက်ကကြောယိုကဟာသွားတယ်ဟာသွားတဲ့အခါကျတော့ဒီကြောယိုမကြီးကကျွန်ထွက်တယ်ပေါ့နော်ကျွန်ထွက်တယ် အဲ့လိုကျွန်ထွက်သွားတာကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် spinal fibrator လို့ခေါ်ရပါတော့။အဲ့တော့အာယုံကြောမကြီးကကျွန်ထွက်တဲ့အခါမှာဒီအာယုံကြောတွေညက်သွားတဲ့အခါမှာမွေးလာတဲ့ကလေးလေးက6တော့အောက်ပိုင်းတည်သွားတယ်မွေးလာနိုင်တယ်။နောက်ချက်ကအုံနောက်နဲ့အာယုံကြောကောင်းကောင်းမဖွင့်ပြိုးဝင်တယ်လေမွေးလာနိုင်တယ်ပေါ့နော်။အဲ့လိုပုံစံဖြစ်လာနိုင်တယ်။တကယ်လို့အရေးပေါ်လို့ရှိရင်ခွဲစိတ်ကုသမှုတွေလည်းလောက်ကောင်းသွားနိုင်တယ်ပေါ့နော်။ဒါကတော့ဒီ spinal fibrator ဖြစ်တာရဲ့ ဒီယောဂအပြင်းပြောင်းမှုတွေတော့အများကြီးခေါ်ချာမှုရှိနေတယ်ပေါ့တကယ်လို့ခုနညူရဲကျုလေးကအောက်ကပိတ်တာမဟုတ်ဘူးနဲ့အပေါ်ကမပိတ်ဘူးဆိုတော့ပိုးပြီးပြဿနာရှိတယ်အပေါ်ပိုင်းကတော့အဓိကဘာဖြစ်တာလဲဆိုတော့ဥကောင်းကွန်ရဲ့နောက်ချက်ကဒီအုံနောက်ရဲ့တ िश ူတွေဖြစ်တဲ့အပိုင်းဖြစ်တဲ့ကြောင့်မို့တကယ်လို့အပေါ်ပိုင်းတာမပိတ်ဘူးဆိုလို့ရှိရင်အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးမှုတွေကကောင်းကောင်းမို့မို့မဖြစ်တော့ဘဲနဲ့ကလေးလေးမှာလုံးဝဥကောင်းကွန်ပါမလားတော့အုံနောက်စိတ်ပိုင်းတွေပါမလားတော့ဘောနော် and and cafe လीဆိုတော့ ဒီ condition တခုဖြစ်ပဲပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာတော့မွေးတဲ့အခါမှာအသေးလေးမွေးလာနေတယ်ဥကောင်းမပါပဲနေလीမွေးလာနေတယ်ပေါ့နော်အဲ့လိုပုံစံလေးဖြစ်လာတယ်အဲ့တော့ကြောက်စရာရန်ကောင်းတယ် folic acid ချိုးတဲ့အခါမှာ spinal bifida ဆိုတဲ့အနေအထားလေးဖြစ်လာနေတယ်လို့ဥကောင်းကုန်မပါပဲနေလဲမွေးလာရီဖြစ်လာနေတဲ့ကြောင့်အရန်အရေးကြီးရလို့ကျွန်တော်တို့ပြောခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီပြင်မှာဒီ folic acid ကနောက်ပိုင်း bifida ထပ်လို့ပြည်လဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော် clef flip လို့ကျွန်တော်တို့ခေါ်တာပေါ့ဒီနှကန်ခွဲအောင်အောင်ခွဲတွေပေါ့နော်အဲ့လိုနှကန်ခွဲအောင်အောင်ခွဲတွေမဖြစ်အောင်လဲသူကအများကြီးကာကွယ်ပေးထားတယ်ပေါ့နော် ဒီ bad the first တွေမပြောင်းတော့ပြီးတာအဲကြို folic acid ချို့တက်မယ်ဆိုလို့ရှိရင်တော့အလိုနှကန်ခွဲအာခံခွဲလေဝေးလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ folic acid ဝင်ပြေးွားနိုင်မယ်ဆိုလို့ရှိရင်ခလေးတယောက်ဒီကောင်းမှုကြီးထွားနိုင်မယ် folic acid မိဘချို့တက်သွားမယ်ဆိုလို့ရှိရင်တော့ခုနလိုမျိုးအုံနောက်နဲ့ပတ်သက်တဲ့ the first စီဖြစ်လာနိုင်တယ်နောက်ချက်ကနှခမ်းခွဲအောင်ခွဲလည်းဝေးလာနိုင်တယ်ပေါ့နော်ကိုကျမ်းမာရဲ့ပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းရတွေပဲဖြစ်ဖြစ်ဈေးကလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးမယ်ဖြစ်ဖြစ်ဖုန်းနံပါတ်39963965 39ကိုဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးမနေ့၆နာရီအတွင်းမှာအသေးစိတ်စုံစမ်းလေးမျှဝေရပါတယ်ရှင်အဲပြီးတော့ဘာဖြစ်လာနိုင်သေးလဲဆိုတော့ဗောနော်ဒီ folic acid ချိုးတက်မယ်ဆိုလို့ရှိရင်နှလုံးပေါ့နော်နှလုံးရဲ့သွေးဝင်ကမ်းမှာဗောနော်ဟိုဘက်ဒီဘက်မှာအစအပေါက်လေးတစ်ပေါက်ပါအဲ့အပေါက်လေးက တကယ်လို့မွေးပြီးွားလို့ရှိရင်အဲ့ဒီပေါက်တွေကပိတ်သွားတယ်မပိတ်ွားလို့ရှိရင်ဘယ်ဘက်နဲ့ညာဘက်ခံမှာပေါက်ရှိသွားလို့ရှိရင်သွေးကောင်းနဲ့သွေးညင်းနဲ့ရောပြီးတော့ခရီးကနောက်ဆုံးမောင်းနေမှာပေါ့နော်နှလုံးမှာပေါက်ပါလို့ပြောကြတယ်အဲ့ဒါကိုကျွန်တော်တို့က AS လို့ခေါ်တယ်အရှိကောက်ဆိုရင် Atrial Septal Defect လို့ခေါ်တယ်အဲ့ဒီကောင်ဒီ Folic acid မချို့တဲ့ဆိုရင်အဲ့ဒီ AS ဖြစ်စရာအကြောင်းသိမရှိဘူးဒါပေမဲ့ Folic acid မိကမိဘပေါ့နော်မိဘချို့တယ်မယ်ဆိုလို့ရှိရင်နော်ဒီကလေးလေးကမွေးရပါပေါ့နော်ဒီ AS လို့ခေါ်တယ်နှလုံးမှာပေါက်ပါလေဖြစ်လာနိုင်တယ်ပေါ့နော် ဲ့တော့ကျွန်တော်ကြောင့်ကျွန်တော်တို့ကဒီကိုဝင်ဆောင်တွေပေါ့နော်ဒီပုံမှန် folic acid ကိုတေချာပေါက်တောက်ကြပါလို့ကျွန်တော်ပြောနေရတာပေါ့အဲ့တော့ချို့တွေကမသိကြအောင်အဲ့တော့ဒီဗီဒီယိုကြည့်ရတဲ့လူတွေဆိုတော့ကျွန်တော်ဘာကြောင့်ကျွန်တော် folic acid ကိုတောက်ခိုင်းရတယ်ပေါ့နော်ကျွန်တော်တို့တောက်ခိုင်းရတာကောင်းကောင်းသိသွားကြမလို့ပြောလင်းပါတယ်အဲ့တော့ဘယ်လိုတောက်မလဲဆိုကျွန်တော်ဆက်ပြီးပြောပြပါမယ်အဲ့တော့ကိုဝင်ဆောင်တယောက်ကတဲ့ folic acid တစ်နေ့ကိုတော့400 microgram လောက်လိုတယ်ပေါ့နော်400 microgram ဆိုတော့ဗျာကျွန်တော်တို့ဒီ folic acid ပြင်မှာပေးနေတဲ့ဆေးတောက်တွေကတစ်ထောက်ကို5 mg ပါတယ်အဲ့တော့အဓိပ္ပာယ်ကတော့ 5 mg သဘောက5000 microgram အဲ့တော့9000ဘောเนาะ9000မိုက်ခရိုဂရမ်ပါတယ်အဲ့တော့ခုနက10လုံးစာပမာဏတော့ပါတယ်အဲ့တော့ကျွန်တော်ပူစရာမလိုတနေ့10လုံးလောက်ပမာဏတောင်းရဟုတ်အဆင်ပြေတယ်ဗောနော်ဒါပေမဲ့တကယ်ကယ်လို့ကတော့400မိုက်ခရိုဂရမ်ပဲလိုတယ်ဒါပေမဲ့ folic acid ချွတ်တဲ့တဲ့ဗီဇာရှိတဲ့အမေတွေဖြစ်နေဆိုလို့ရှင်တော့အမေဘောနော်အဖေဘောဘီမှပြောပါအဲ့တော့ folic acid ချွတ်တဲ့တဲ့အမေဆိုလို့ရှင်တော့၄000မိုက်ခရိုဂရမ်တော့တောက်ဖို့လိုတယ်အဲ့တော့၄000ဆိုထားပါတော့9000ပဲထားလိုက်တော့10လုံးတောက်လို့တောက်ဖို့လိုတယ်ဗောအဲ့တော့ပုံမှန်တနေ့10လုံးလောက်ပမာဏတောင်းရအဆင်ပြေတယ်ဒါပေမဲ့ခုနကျွန်တော်ပြောခဲ့ရနော် ကလေးရဲ့ neurotic defect ဖြစ်တဲ့အားဒီကျွန်တော်က28ရက်လောက်မှလည်းဖြစ်တာပြောချင်တာပထမ3လမှလည်းဖြစ်တာပထမလမှလည်းစဖြစ်တာပေါ့နော်ကလေးရဲ့အုံနောက်ဖွင့်မှုကစဖြစ်လာသလိုအဲ့အချိန်မှာပျက်သနာတက်နိုင်တယ်ဒါကြောင့်မလို့ folic acid ကိုတောက်တဲ့အခါမှာကိုဝင်စရတယ်ကတိရနဲ့တန်းတောက်ဖို့လိုတယ်ဖြစ်နိုင်ရင်တော့ကိုဝင်တကယ်လို့ယူမယ်လို့ plan ဆွဲရမယ်ဆိုတော့ plan ဆွဲထားတဲ့မတိုင်ကိုကိုဝင်မရခင်တော်လားလားလောက်လိုတွေက folic acid ကိုတောက်ချောင်း တောက်တိုင်းပူကောင်းတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ဗောနော်အဲ့တော့အခုကျွန်တော်ပြောပြခဲ့တာဒီကိုနားထောင်လိုက်ပြီဆိုရင် folic acid ကခန္ဓာကိုယ်ထဲဘာတွေလုပ်လို့ပေးတယ်ဒရေသားတွေဘယ်လိုလုပ်ပေးတယ်တကယ်လို့ folic acid ချွတ်တယ်မယ်ဆိုရင်ခရေသားမှာဘာချွတ်ရင်းချက်တွေဖြစ်လာနိုင်တယ်ဗောနော်တတိတာပမာဏမှာကိုယ်ဝန်ဆောင်တွေက folic acid ဘယ်လောက်တောက်တယ်ဆိုတာကိုအားလုံးသိသွားကြပြီလို့ပြောနေပါတယ်ဒီလိုဗီဒီယိုလေးကိုအမြင်နဲ့တင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ AI channel လေးကိုအမြင်နဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေတယ်အားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AI channel မှာကြက်မိုက်ဘူးကြအမြင်နဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေကြာမြင်တွေ့ကြမယ်နော်